Common Tree Wine ဆို YouTube channel ရကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ညမှာတော့ Champion League 16သင်းစစ်ဒုတိယကြော့ပွဲစဉ်တွေရဲ့ဒုတိယနေ့ပွဲစဉ်တွေရှင်ပြန်တော့မှာဖြစ်ပြီးတော့ဒုတိယနေ့ပွဲစဉ်တွေကအဖြစ်မနေစောင့်ကြည့်ရမယ့် Madrid Derby အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီနေ့သင်းကပထမကြော့ဘာနေဗျူမှာရင်ဆိုင်ခဲ့ရမှာတော့ Real Madrid သင်းက2-1နဲ့အနိုင်ရပြီးတော့ခုဒုတိယကြော့ပွဲစဉ်ကိုတော့ Atletico Madrid သင်းရဲ့ Wanda Metropolitano ကွင်းမှာပြန်လည်ရှင်ပြိုင်သွားမှာဖြစ်လို့ဘယ်အသင်းတွက်မှာ နောက်တစ်ဆင့်တက်ပြီလို့ပြောလို့မရသေးတဲ့အနေထားပါမနေ့ကကစားခဲ့တဲ့ပွဲမှာပဲအဝေးခွင်မှာဝမ်ဇီနဲ့အနိုင်ရခဲ့တဲ့လီဗာပူးသင်းကအေခွင်မှာ PSG သင်းကိုဝမ်ဇီနဲ့ပြန်ရှုံးပြီးတော့အချိန်ပိုပယ်နယ်တီအဆုံးဖြတ်မှာ4-1နဲ့ရှုံးပြီးတော့ပြိုင်ဘက်ကထွက်ခဲ့ရသလိုအင်ခွင်မှာ2-1နဲ့အနိုင်ရထားတဲ့ရီယယ်အတွက်လည်းတီကိုခွင်မှာတော့လွယ်ကူမှာမဟုတ်တာသိကြတယ်ဒီနေ့ကပထမကြော့ရင်ဆိုင်ခဲ့ရမှာတော့ရီယယ်မက်ဒီတန်ရတင်ပလီတက်စာရင်တူးချင်း individual brilliant နေရာတွေပဲရသွားခဲ့ပြီးတော့ပထမကူကတကယ်ကိုကောင်းမွန်တည်သက်တဲ့ ရိုဒီဂိုရဲ့ကန်ချက်ကနေဂိုးဖြစ်ရခဲ့ပြီးတော့ဒုတိယမြောက်အနိုင်ကိုကလည်း Brian Diaz ရဲ့တိုင်ဘက်ကစားသမား656ယောက်ပိတ်ဆို့နေတဲ့ဂျားနေတလပါပါလိန်ခေါက်တွင်းယူသွားခဲ့တာဆိုတော့ဒါတအူးချင်းအနေနဲ့ပဲရခဲ့တာ Real Madrid တင်ရအရင်ကြီးပါဖက်ဖြစ်ခဲ့တဲ့နိုင်ပွဲတော့မဟုတ်ခဲ့ဘူးအဲ့လိုပဲတီကိုအသင်းရသွားတဲ့ဂိုးကြီးမယ်ဆိုလဲတော်လေးကိုတည်သက်ကောင်းမွန်တဲ့ Everett ရဲ့ကန်ချက်ကနေဂိုးဖြစ်ကြောင်းလဲနိုင်ခဲ့ပြီးတော့ဒီသင်ပထမအကြော့ရင်ဆိုင်ခဲ့ရမှာတော့ Real Madrid သင်ကသူတို့ရဲ့အားထားတဲ့ခွင့်လှစားသမား ဘယ်လင်ကန်ပွဲပယ်ပြစ်ဒဏ်ကြောင့်မပါနိုင်ခဲ့တဲ့အတွက်ကြောင့်ဘယ်လင်ကန်ရဲ့နေရာမှာ Brian Diaz ကိုတုံးပြီးတော့လေးလေးနှစ်ဆန်တဲ့အခင်ချင်းမျိုးကိုအသုံးပြုပြီးတော့ဂိုသမားနေရာမှာ Cordra ခန်းစစ်ကြောင်းမှာတော့ Wire နောက်ခံလို့ Rudy Ga နဲ့လူငယ်ဆောင်သမားအဆန်စီတို့တွေ့ဖက်ကစားခဲ့တယ်။ Beton မမမန်ဒီညာတော်မမဘယ်ပါရီတို့ကစားခဲ့ပြီးတော့ကွန်းလဲနေရာမှာတော့ Chuamani နဲ့ Kamavinga တို့ကို အထိုင်၂ယောက်တပည့်ပစ်ဖို့နေရာမှာတုံးပြီးတော့ဘယ်ချမ်းမှာ Brandy ရဲ့ညာချမ်းမှာ Rudy ကိုတိုက်စစ်မှာ Vinicius Junior နဲ့ ဘာပေတို့တွေ့ဖက်ကစားခဲ့ပြီးတော့အတလီကိုမတွေ့သိင်းကလည်းလင်းနေနစ်ဆန်တဲ့အခင်းချင်းကိုပဲဒီယိုဂိုဆီမူနီကအသုံးပြုခဲ့ပြီးတော့ကိုသမားနေရာမှာဝိုင်းရင်ကိုသမားအော့ဘလက်ခန်စစ်ကြောင်းမှာတော့ဟီမီနန်နဲ့လန်ဂလတ်တို့ကိုတွေ့ဖက်အသုံးပြုခဲ့ပြီးညာနောက်ခံလူနေရာမှာလော်ရန်တီဘယ်နောက်ခံလူနေရာမှာဟာဗီဂါလန်ကိုယ့်လက်နေရာမှာတော့ဒီဘောရဲ့ဗာရီယိုစ်ရဲ့ကိုအတိအကအထိုင်နေရာမှာသုံးပြီးတော့ညာတော်မှာဂျူလီယန်နိုဆီမူနီဘက်တောင်မှာဆီမူရယ်လီနိုတိုက်စစ်မှာတော့ဖော့စိုင်းအနေနဲ့ဂျူလီယန်အေဗာရက်ရဲ့ ဂရစ်စမန်ရဲ့ကစားသွားခဲ့ပြီးတော့ဒီပွဲမှာတော့ဘီယမက်ဒရစ်တင်းကလည်းဘယ်လင်ကန်ပွဲပယ်ပြစ်ဒဏ်အနေလွတ်မြောက်လာပြီဖြစ်လို့4 4 2ဆန်ဆန်အခင်းချင်းမှာဘယ်ချမ်းနေရာအတွက်ဘယ်လင်ကန်ပါလာဖို့ရှိပြီးညချမ်းမှာရိုဒီโกနဲ့အလင်းတင်းတို့ကွင်းတွင်းမှာတော့ဒါ interchanging လုပ်ပြီးတော့ကစားသွားမဲ့ပုံစံမျိုးဖြစ်လာမယ်ထင်တယ်လေးလေးနှစ်လည်းဖြစ်လာနိုင်တယ်လို့၄နှစ်၃တစ်ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ဒါကတော့ကစားသမားတွေရဲ့တူးချင်းခြေစွမ်းပေါ်မှာမူတည်ပြီးတော့အလှည့်ပြောင်းနေဖြစ်လာနိုင်တယ် အဲ့ဒါကိုမတွေ့တဲ့အင်းကလည်းဒီနေ့ပွဲစဉ်မှာဝိုင်းရနောက်ခံလို့လွန်ဂလက်ထိုင်ရာကြောင့်မပါနိုင်တဲ့အတွက်ကြောင့်ခန်းစစ်ကြောင်းမှာတော့လီနော်မန်ပြန်ပါလာဖို့များတယ်လီနော်မန်နဲ့ဂျီမီနက်ကိုအတွဲလိုက်သုံးပြီးတော့ကွန်းလယ်ပိုင်းမှာတော့ဘာရီယိုနဲ့ဒီဘောအတွဲနေရာမှာဒီနေ့မှာတော့ဂယ်လာဂါပါလာမလားဆိုတာကြည့်ရမယ်ဒီကွန်းလယ်အထိုင်နေရာအပြောင်းလဲဖြစ်လာနိုင်ခြင်းရှိတယ်ကျန်တဲ့အပိုင်းကတော့ပထမကြောကပုံစံတိုင်းပဲဒီကိုဆင်မီလီယာလည်းရီယယ်မက်ဒရစ်တင်ကိုအခန့်ရှင်ပြိုင်ကစားဖို့များတယ်နှစ်သင်းစလုံးရဲ့လက်ရှိ current form ကိုကြည့်မယ်ဆိုရင်တော့အတလေကိုမက်ဒရစ်တင်က Real Madrid နဲ့ ပထမကြော့ပွဲမှာလည်းရှုံထားသလိုနောက်ဆုံးကစားတဲ့ဂီတာဖိနဲ့ပွဲစဉ်မှာလည်းရှုံထားပြီးတော့ပြိုင်ပွဲစုံ2ပွဲဆက်ရှုံထားတယ်။နောက်ဆုံးပြိုင်ပွဲစုံ9ပွဲမှာလည်း2ပွဲပဲအနိုင်ရခဲ့ပြီးတော့ဂျာဒီကုံပန်းဝင်ချိန်မှာတော့တီကိုသင်းရဲ့အကောင်းဆုံးခြေစွမ်းမဟုတ်တာဒီနေ့တော်တော်ဒီအေကိုစင်မြူနီနေနဲ့စိုးရင်စရာကောင်းတယ်။အတ္တလတီကိုမတ်တုသင်းကတော့ချန်ပီယံလိရှုံတွက်အဆင့်ပွဲစဉ်တွေမှာပထမကြော့မှာရှုံခဲ့တဲ့6ချိန်မှာ3ချိန်ကနောက်တစ်ဆင့်ကိုတက်လန်းနိုင်ခဲ့ပြီးတော့ 2014-15ဘောလုံးရာသီမှာလေဗာကူဆင်ကို round of 16မှာအနိုင်ယူပြီးကျော်ဖြတ်နိုင်ခဲ့သလို2015-16ဘောလုံးရာသီမှာဘာစီလိုနာကို quarter final မှာအနိုင်ယူကျော်ဖြတ်ပြီးတော့2023-24ဘောလုံးရာသီမှာ Inter Milan သင်းကိုအနိုင်ယူကျော်ဖြတ်ခဲ့တာကြောင့်ပထမအကြော့ရှုံးမိမဲ့ဒုတိယအကြော့မှာပြန်လာနိုင်ခဲ့တာနောက်ဆုံး6ဝဲမှာ3ကြိမ်ရှိခဲ့ဆိုတော့90ရာခိုင်နှုန်းကပထမအကြော့ရှုံးမိမဲ့ဒုတိယအကြော့မှာပြန်လာနိုင်ခဲ့တယ်ဆိုတော့ Champions League ရှုံးတဲ့အဆင့်အင်ကွင်းနောက်ဆုံး18ပွဲစတိုက် မရှုံးခဲ့ပဲနဲ့၁၁ပွဲနိုင်ပြီးတော့9ပွဲတည်ကြထားတာတွေ့ရတယ်။1990ခေါ်မှာအီဂျက်ကိုသူတို့ရှုံးပြတဲ့ကအရင်ကွင်းဟောင်းဗင်စင့်ကက်တာရောမှာရော အခုလက်ရှိဝန်တာမထိုပိုလီတာနိုကွင်းမှာရောအီကွင်းရှုံးပွဲမရှိတာတော်တော်လေးကိုကြာခဲ့ပြီလို့ပြောလို့ရတယ်။ဒီဘက်မှာအဓိကစောင့်ကြည့်သွားမယ့်ကစားသမားကတော့ Julian Everett လို့ထင်တယ်။ Julian Everett ကပထမကြော့ဘာနေပြူမှာလည်းအသင်းအတွက်အခြေပါကိုသွင်းခဲ့သလို ောက်ဆုံး Champion League 5ဘွဲစတိုက်ဂိုးပေါင်ပတ်သက်မှုလှုပ်ထားခဲ့ပြီးအဲ့ဒီ5ဘွဲမှာအတွင်ကို9ဂိုးရအောင်စွန့်ဆောင်ထားခဲ့ပြီးတော့6ဂိုးသွင်းပြီးတော့တကူဖန်တီးနိုင်ခဲ့တယ်။အာဂျင်တီးနားကစားသမားတွေမှာသူထက်ပိုပြီးတော့ Champion League မှာပွဲဆက်အများဆုံး Goal Involvement လုပ်နိုင်ခဲ့တဲ့ကစားသမားတွေကတော့ Claudio Lopez က1996မှာ6ပွဲဆက်တိုက် Messi က2011စနစ်ဘောလုံးရာသီမှာ10ပွဲ2013-14ဘောလုံးရာသီမှာ6ပွဲဆက်တိုက်ဂိုးပေါင်ပတ်သက်မှုရှိထားခဲ့တယ်ဆိုတော့ဒီအမှတ်တမ်းတွေကို Everton အနေနဲ့လိုက်မိမလားဆိုတာလည်းစောင့်ကြည့်ရမယ်။ဒီကိုရဲ့ကစားပုံကတော့နီပြစီမီနီလက်အောက်မှာအလုံးသိထားပြီးဖြစ်တဲ့အတိုင်းပဲစိတ်သက်မာကြောတဲ့အသင်လိုက်ကစားပုံကောင်းတယ်။သူတို့ရဲ့ချစ်လက်တဲ့ခံစားကစားပုံရှိတယ်။သူတို့ရဲ့မာကြောတဲ့စုဖွဲ့မှုရှိတယ်။ဘယ်ပြိုင်ဘက်ကိုမဆိုအလဲထိုးနိုင်တဲ့ဇာလမာကောင်းနေလည်းရှိပြီးတော့ဒီဘက်မှာတော့ဒီကိုအနေနဲ့ Real Madrid အသင်းကိုပထမကြောကတည်းကပိုကောင်းတဲ့တုံ့ပြန်မှုမျိုးနဲ့ရင်ဆိုင်သွားမယ်လို့ထင်တယ်။ပထမကြောကလည်းအသင်းလိုက်မှာ Real Madrid ကို တိုင်းတာတစ်ခုဒီပြန်လဲတုံ့ပြန်ကစားနိုင်ခဲ့ပြီမလဲတူချင်းနေမှာတော့တီကိုရဲ့ခံစစ်ကြောင်းထိချုပ်ပုံနေအားနေနေတယ်ဆိုတာကိုပထမကြော့ပွဲစမှာမြင်ခဲ့ရတယ်ဒီဘက်မှာတော့တီကိုနေနဲ့ပထမကြော့ကရှုံးကျွေးကိုအိမ်ကမှာဆက်နိုင်မလားဆိုတာစောင့်ကြည့်ရမယ်ရီယယ်မက်ဒရစ်ကတော့ချန်ပီယံလိပြိုင်ပွဲရဲ့အောင်မြင်ဆုံးအသင်းဖြစ်သလိုလက်ရှိချန်ပီယံလည်းဖြစ်ပြီးတော့ချန်ပီယံလိရောက်တိုင်းရီယယ်မက်ဒရစ်ကပုံမှန်ထက်ထူးခဲ့တဲ့စိတ်ပိုင်းဆိုင်ရာအားသာချက်တွေပုံမှန်ထက်ထူးခဲ့တဲ့စွမ်းဆောင်ရည်တွေကိုပြသလိမ့်ရှိပြီးတော့ပထမကြော့ကလည်းအဲ့ဒီပုံစံတိုင်းပဲတီကို တူချင်းကျွမ်းကျင်မှုတွေတူချင်းမြန်နှုန်းတွေတူချင်း scale နဲ့ကြော်ပြခဲ့ပြီးတော့ Real Madrid တင်ရတော့ Champions League ပြိုင်ပွဲမှာပထမကြော့အနိုင်ရခဲ့တဲ့နောက်ဆုံး22ကြိမ်မှာ21ကြိမ်ကနောက်တစ်ဆင့်ကိုတက်လန်းခဲ့ပြီးတော့2018-19ဘောလုံးရာသီအိမ်ပွဲမှာ Ajax ကိုဂိုးပြတ်ရှုံးခဲ့တဲ့တစ်ကြိမ်ပဲထွက်ထားရတယ်ဆိုတော့တကယ်လို့ Champions League ဆိုတာ Real Madrid နဲ့ခွဲခြားလို့မရနိုင်တော့အောင်ကိုသူတို့ရဲ့ power တွေကိုပြလိရှိပြီးတော့ဒီပွဲက Real Madrid အတွက်ဒီပြ Ancelotti ရဲ့85ပွဲမြောက် ်ချန်ပီယံလိပွဲစဉ်ဖြစ်သလိုသူ့လက်ထက်မှာပထမကြော့မှာအနိုင်ရခဲ့တဲ့နောက်ဆုံး၉ချိန်လုံး100%ကြော်ဖြတ်နိုင်ခဲ့ပြီးတော့ဒီဒီချိန်မှာလည်းသူတို့ရဲ့အစင်လာမှတ်တမ်းကောင်းတဲ့ကိုဝါရဲ့နီးပြအန်ဆယ်လိုတီနဲ့ဆက်လက်ထိန်းသိမ်းသွားနိုင်မလားဆိုတာစောင့်ကြည့်ရမယ်။ရီယယ်မက်ဒရစ်တင်ရဒီယာလီချန်ပီယံလိ၁၁ပွဲကစားထားမှာတွင်ကို28ဂိုးထိတွင်နိုင်ခဲ့ပြီးတော့တပွဲပြပြမြ1.55ဂိုးထိတွင်ထားခဲ့သလိုကိုပေါက်တဲ့ကန်ချက်ကလည်းအဲ့ဒီ၁၁ပွဲမှာ28ချိန်ထိရှိခဲ့တာကိုတွေ့ရတယ်။ဒီကဲရာသီ ချန်ပီယံလိမှာဘိုးဆွဲခဲ့ရမှာ73ပွဲကစားပြီးတော့ကိုပေါက်တဲ့ကံချက်84ချိန်လှုပ်ထားခဲ့တဲ့အရေးအတွက်ထက်ပို့ပြီးတော့လုံနိုင်ခဲ့တာကိုတွေ့ရတယ်။လက်ရှိရာသီထက်ပို့ပြီးတော့တပွဲကိုပြန်မြသွင်ကိုနှုံများပြခဲ့တဲ့ရာသီက2016စက္ကွန်ဘောလုံးရာသီကတပွဲကိုပြန်မြ1.3ခွန်ခွန်ကိုသွင်းနိုင်ခဲ့တဲ့ရာသီပဲရှိခဲ့တယ်ဆိုတော့ Real Madrid အသင်းမှာတော့စောင့်ကြည့်ရမယ့်ကစားသမားတွေအများကြီးပါ။ဗနီစီးယားကိုကြည့်မယ်ဆိုလည်းဗနီစီးယားရဲ့တူချင်းကြော်ဖြတ်မှုတွေသူ့ရဲ့မြန်နှုံးတွေသူ့ပဲချိန်မှာဘာလုပ်မလဲဆိုတာမျက်စိရဲ့ဆွဲပြီးတော့စောင့်ကြည့်သွားမှာဖြစ်လို့ဘာပေရဲ့ အဆုံးသက်ပိုင်းနေဘာပေရဲ့တိုက်စစ်လမ်းကြောင်းတွေဘာပေရဲ့မြန်နှုံးတွေအားလည်းဘယ်ချိန်ဘာလုပ်မလဲဆိုတာစောင့်ကြည့်သွားဖို့လိုတယ်လို့အဲ့ဒီထဲမှာအနေငယ် underrated ဖြစ်နေတဲ့ကစားသမားတစ်ယောက်ကတော့ Rodrigo ပါ Rodrigo ကပထမကြောက်မှာလည်းအတင်းအတွက်အဖွင့်ကိုအတွင်းနိုင်ခဲ့တယ်လို့ Rodrigo က24နှစ်54ရက်နဲ့ချန်ပီယံလိမှာတွင်ကို25ကိုတွင်ခဲ့တဲ့စတုထားမြောက်အသက်ငယ်ဆုံးကစားသမားဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားရတယ်။သူ့ရှေ့မှာ Messi တို့ဘာပေတို့ Raul တို့ပဲရှိပြီးတော့ဒီလိုကဘာကျော် ကစားလမအေနဲ့ဒန်းတူသွင်ကို25ကိုပိုင်ဆိုင်ခဲ့တာတော့ရိုဒီကိုလည်းဒီဘက်မှာစောင့်ကြည့်သွားရမယ်။နောက်ထပ်စောင့်ကြည့်သွားရမယ့်ကစားလမကတော့နှစ်သင်းဆုံးမှာအသက်အကြီးဆုံးကစားလမဖြစ်တဲ့မိုဒရစ်ပါ။မိုဒရစ်ကပထမအကြုံမှာမိနစ်60ကျော်မှလူစားလဲဝင်ခဲ့ပေမဲ့လည်း Lines Breakkeeper 8ချိန်အထိလုံနိုင်ခဲ့သလိုဒီယာဒီမှာတပွဲကိုပြန်မြလာ7ခွန်တသမ9ချိန်လောက်ထားခဲ့ပြီးတော့မိနစ်300နဲ့အထက်ကစားထားတဲ့ကစားလမတွေထဲမှာ Line Breakkeeper အများဆုံး လှုပ်ထားတဲ့ကစားသမားဆိုတော့သူပါလာရင်တော့ကွန်းလေကတိုက်စစ်နဲ့ချိန်ဆက်တဲ့ဘက်မှာပိုကောင်းမှာဒါပေမဲ့သူ့ရဲ့အသက်အရွယ်ကြောင့်မိနစ်90ပြည့် mountain ကစားနိုင်မှုဆိုတာမလွယ်ဘူးတော့နီဗျာအန်ဆယ်လိုဒီနည်းနည်း risk ယူပါမလားဆိုတာကတော့စောင့်ကြည့်ရမယ်ကာရန်ဖောင်ရကြည့်မယ်ဆိုရင်တော့ real madrid ကအတလီကိုမက်ဒရစ်တင်ပို့ပြီးတော့ရလက်ကောင်းနေတယ်လို့နောက်ဆုံး6ဘက်မှာ9ဘက်ထိနိုင်ရခဲ့ပြီးတော့တပွဲပဲရှုပ်ထားတယ်အဲ့ဒီရှုပ်ဘက်ကဘက်တစ်ကိုရှုံးခဲ့တာဆိုတော့ပုံမှန်အဖြစ်နိုင်တဲ့နိုင်တဲ့ပွဲတွေကိုအနိုင်ရအောင်ကစားနိုင်ခဲ့တာတွေ့ရဒါပေမဲ့ ဗီယမရစ်သင်းကဘယ်ပွဲမှာမှတတောင့်တတာမနိုင်တော့ဘဲနောက်ဆုံးအနိုင်ရခဲ့တဲ့၅ပွဲမှာ၄ပွဲကဝမ်ဂိုးမာဂျင်နဲ့ပဲအသင်းကြီးကြီးငယ်ငယ်နိုင်ခဲ့တာကိုတွေ့ရတာဒါသူတို့ရဲ့စွမ်းဆောင်ရည်ပိုင်းရအကန့်အသတ်တစ်ခုအောင်မှာရောက်နေသလားဆိုတာလည်းလေးကွန်းထောက်ရမယ်ဒီနေ့သင်းထက်တွေ့ဆုံမှုတွေမှာရီယယ်မက်ဒရစ်သင်းကအစင်လာပိုင်းရအပြတ်အပါရတာမှန်ပေမဲ့နောက်ပိုင်းမှာတော့တီကိုနဲ့တွေ့တိုင်းရုပ်ကံလေးရှိတာကိုတွေ့ရတယ်သူတို့ပြဒီကိုကွင်းမှာသွားကစားတဲ့နောက်ဆုံးပြိုင်ပွဲဆိုခုနှစ်ပွဲမှာတစ်ပွဲပဲအနိုင်ရခဲ့ပြီးတော့၃ပွဲတည်၃ပွဲတည်ရှုံးထားတဲ့ဆိုတဲ့အချက်ကဒီဘက်မှာ ီကိုဘက်မှာရီယယ်မတ်တွေနေနဲ့အသာရပါမလားဆိုတာစိုးရင်ဖို့ကောင်းတယ်။ဒီဘက်မှာနှစ်သင်းကြားတိုက်တဲ့ဘက်မှာနေလို့ရတဲ့ဖွင့်လှစ်မှုမျိုးကိုဖွင့်ထားပြီးတော့ဒက်တဲ့အနေထားမျိုးပေးထားတယ်။ဂိုးပေါင်းကတော့၃လုံး40နိုင်ဆိုတဲ့အနေထားကြောင့်ပထမအကြော့ကလိုပဲပွဲကတော်တော်လေးကိုတိုက်ဖြစ်ပြီးတော့ခက်ခဲခဲကစားလိုက်မယ်လို့ထင်တယ်။ဘယ်သင်းအသာရသွားမလဲဆိုတာပြောဖို့ခက်တယ်လို့တီကိုကွင်းမှာတော့တီကိုမရှုံးနိုင်တော့ဘူးလို့ကျွန်တော်ယူဆတယ်။တီကိုရဲ့မာကျော်မှုစူးစီးမှုသူရဲ့ save ဆိုင်ရာအားသာချက်တွေကချန်ပီယံလိရဲ့ အရှင်သခင်ရီယမရက်ဒင်ကိုတေချာပေါအခက်တွေ့အောင်လုပ်နိုင်မယ်လို့ထင်တယ်။ဒီဘက်မှာတီကိုနေနဲ့ပထမကျောကလို့ပိတ်ကန်လို့မရတော့ဘဲနဲ့ကိုယ်တိုင်ဖွင့်ပြီးတော့ကန်ရမယ့်အနေအထားကြောင့်အပြန်လန်သွင်းကိုလည်းမြင်ရနိုင်တယ်။နှစ်သိန်းပေါင်းသွင်းကိုသုံးကိုနဲ့အထက်ရောက်သွားနိုင်တယ်လို့လည်းယူဆတယ်။အဲ့တော့ဒီဘက်မှာကျွန်တော်ကတော့တီကိုကိုပို့ပြီးတော့ကြိုက်ပါတယ်။အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ဒီနေ့ညမှာရှင်ပြိုင်ကစားမယ့်ချန်ပီယံလိပွဲစဉ်တွေကမက်ဒရစ်ဒါဘီနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အမြင်လေးပဲဖြစ်ပါတယ်။ ျွန်တော်ရဲ့ commentary by so youtube channel လေးကိုအချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့် video မှာပြန်ဆုံပါမယ်